Kaye. Don't hate, don't hate, don't hate. Don't call them Nayat, take out for him. refreshment လေးပေးပါမယ် refreshment လေးယူပြီးတော့ပါစီကံတကြနဲ့အမိုက်တွေကိုစွန့်ပစ်ပေးပါ လမ်းပေါ်မှာအမိုက်တွေဟိုလွန့်တီးလို့မလုပ်ပါနဲ့မြစ်တိုင်ရဲ့ အာပထမဆုံးအနေနဲ့ကျွန်မကွာကိုကိုမိတ်ဆက်မယ်ပေါ့နော်ဆိုတော့ကျွန်မနာမည်ကတော့စုဖေးအောင်လို့ခေါ်ပါတယ်အခုလက်ရှိကျွန်မက Chin Refugee Committee New Delhi ရဲ့ဥက္ကဋ္ဌတာဝန်ကိုအထမ်းဆောင်နေတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့အလုံးသိတဲ့အတိုင်းပဲဒီနေ့ဇွန်လ20ရက်နေ့ပေါ့2025ဒီနေ့မှာဆိုရင်ကျွန်မတို့ကမ္ဘာဒုက္ခသည်များနေ့ဖြစ်တယ်ပေါ့နော်ဆိုတော့ကမ္ဘာဒုက္ခသည်များနေ့ကိုကျွန်မအချင်းလေးနည်းနည်းပြောချင်ပါတယ်ဆိုတော့ကမ္ဘာဒုက္ခသည်များနေ့ကတော့အဓိကကျွန်မတို့အာဒီနိုင်ငံအသီးသီးမှာပေါ့နော်မြန်မာနိုင်ငံပဲဖြစ်ဖြစ်ဘယ်နိုင်ငံပဲဖြစ်ဖြစ်ကိုယ်နိုင်ငံမှာစစ်ဖြစ်လို့တခြားနိုင်ငံကိုကိုယ်အသက် တွေလုံခြုံဖို့အတွက်လောက်ခုံလုံနိုင်တဲ့နိုင်ငံအသီးသီးမှာခုံလုံနေကြတဲ့ဒုက္ခသည်တွေအတွက်အင်မတန်ရေးကြီးတဲ့နေ့ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီနေ့မှာကျမတို့ကကျမတို့ကြုံတွေ့နေရတဲ့အခက်အခဲတွေကျမတို့ရဲ့အခွင့်အရေးကို ကဘာကတိအောင်ကျမတို့တောင်းဆိုရမယ်နေ့ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့တော့ဒီနေ့မှာ War Refugee Day မှာကျမတို့ CIA ကနေဥဆောင်ပြီးတော့မှ UNHCR ကိုကျမတို့တောင်းဆိုခြင်းနဲ့အချက်တစ်ချက်တည်းရှိပါတယ်ဆိုတော့အဲ့တစ်ချက်ကိုပဲကျမတို့တောင်းဆိုခြင်းနဲ့အတွက်ဒီနေ့ကိုကျမတို့ဒီ Gender Mentor မှာ Celebration လုပ်ရတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့အတိအကတောင်းဆိုမဲ့အချက်ကတော့ UNHCR ကို2021အာနာသိမ်းပြီးတော့မှမြန်မာပြည်ကနေပေါ့နော်ကိုယ့်ရဲ့အသက်အန္တရာယ်လုံခြုံရေးအတွက်အိန္ဒိယနိုင်ငံကိုနဲ့အိန္ဒိနာချင်းနိုင်ငံပြီးတော့ဒီမိုကရေစီနိုင်ငံအကြီးဆုံးပေါ့နော်ဖြစ်တဲ့နိုင်ငံကိုလာခိုလုံတဲ့အချိန် ိန်မှာပေါ့နော်အာ UNHCR เนี่ยကျမတို့ refugee ဖြစ်လုံးဝတတ်မှတ်ခြင်းမရှိဘူးပေါ့နော်ဆိုတော့ဆိုတော့ကျမတို့ရဲ့ right ဖြစ်တယ်အဲ့အတွက်ကြောင့်မလို့2021အာနာသိမ်းပြီးတော့ရောက်လာတဲ့သူတွေအားလုံးကိုဒုက္ခတဲ့အဆင့်တန်းတတ်မှတ်ပေးဖို့အတွက်အာ UNHCR ကိုကျမတို့ကတိုက်ရိုက်တောင်းဆိုတဲ့အပွဲဖြစ်ပါတယ်နော်အဓိကတော့ကျမဆွမ်းနာပြောသလိုပဲ2021နောက်ပိုင်းမှာမြန်မာပြည်ကလုံးဝနေလို့မရတော့လောက်အောင်ပေါ့နော်ဆိုတော့အိမ်လေးဆိုအားလုံးဖြတ်စည်းခံရတယ်လူကောင်းများစွာရဲ့အသက်အိုးအိမ်စီးစိမ်လေးပေါ့နော်ပျက်စီးတယ်ဆိုတော့ကျမတို့က life life to liberty ဆိုတဲ့တခုထဲနဲ့အိန္ဒိယနိုင်ငံကိုလာပြီးတော့ခုံလောင်ကြတယ်ဆိုတော့ကျမတို့ရဲ့အဓိကအားကိုးတာတော့ UNHCR ပဲဖြစ်တယ် UNHCR ရဲ့အောက်မှာ protection ယူရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့ကိုဒုက္ခသည်အဖြစ်မတတ်မှတ်တဲ့အတွက်ကျမတို့ကဒုက္ခသည်တွေရတဲ့ရထိုက်တဲ့အခွင့်အရေးမှန်သမျှကိုကျမတို့ဆုံးရှုံးပါတယ် ဆိုတော့အခွင့်ရေးလို့ပြောတဲ့နေရာမှာကျမတို့ကတစ်ဖက်သက်တောင်းဆိုတာမျိုးမဟုတ်ဘဲနဲ့နော်ကပ္ပကုလသမဂ္ဂကျင်ညာစာရန်ကလူတယောက်ရရှိရသင့်ထိုက်တဲ့ဆိုတော့လူသားတယောက်ဖြစ်ခွင့်ဆိုတော့အာအခွင့်ရေးကနေစပြီးတော့မှကျမတို့ကြံတဲ့ basic right တွေအကုန်လုံးပေါ့နော်စံမာရေးပညာရေးလူမှုရေးပေါ့နော်ဒီလိုအရေးကြီးဆုံးဟာတွေအကုန်လုံးကျမတို့ကဆုံးရှုံးရတာဖြစ်ပါတယ်ဆိုတော့အဲ့အတွက်ကြောင့်မို့လို့ကျမတို့ကကျမတို့ကနိုင်ငံတကယ်ပြက်လို့ မဖြစ်မနေဒီနိုင်ငံမှာလာခုံလုံရပါတယ်ကျမတို့ကဒုက္ခတဲ့အစ်စ်ဖြစ်ပါတယ်ဆိုတဲ့ဟာကိုဒီနေ့မှာကျမကဒီအိန္ဒိယဆိုရကိုတော်လောက်အောင် UNHCR ကိုတော်လောက်အောင်ကျမတို့ကငင်းချမ်းစွာပေါ့နော်အာပြောဆိုချင်တာဖြစ်ပါတယ်ဒီ program ကနေတက် together ကျွန်တော်တို့ဒီဒီမှာဒီဒီမှာဒီဒီနေ့ refugee day မှာပါဝင်တာဒီလီမှာခက်ခဲတာညလို့ပါဝင်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ခက်ခဲတဲ့ဒီလီမှာတော့ဒီစာဝတ်နေရေးဘက်မှာဂျမ်းမာရေးဘက်မှာပညာရေးဘက်မှာတအားခက်ခဲရောက်ပါတယ်ဂျမ်းမာရေးဘက်မှာဆိုရင်ကျွန်တော်တော့အခုလောလောဆယ်ကျွန်တော် hepatitis C ကျွန်တော်မျိုးသမီးတွေ hepatitis C ပဲအဲ့ဒါကိုရွေးနေချစ်စရာကထောက်ပံ့ကြီးလည်းမဆေးလည်းမပေးဘူးကုသပွင့်လည်းမပေးဘူးအဲ့ဒါကြောင့် ကျွန်တော်တို့ကတအားခက်တယ်။နောက် ASA ပေးတာလည်းအခု3လလောက်ရှိပြီ။အဲ့ဒါကိုတော့မဟုတ်အခုထိမပေးဘူး။အဲ့တော့ကြက်ခက်ခဲရောက်တယ်။အဝယ်နေနေအိမ်ငါးခါခက်ခဲတအားရောက်နေတယ်။ဟုတ်ကဲ့။နောက် unit ကြီးရ officer တွေက refugee တွေကိုကယူ site ဖို့တအားလိုလာတယ်။အဲ့ဒါကြောင့် unit ကြီးရက refugee တွေကိုအကူအညီတအားလိုတယ်ဆိုတော့အဲ့ဒါဒီနေ့စံတာပြဖက်တာဖြစ်တယ်။ ံနေတဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအားလုံးကအိန္ဒိယရဲ့ဥပဒေစီမင်းစည်းကမ်းနဲ့အညီအလိုက်နာပြီးတော့ကောင်းမွန်စွာနေထိုင်ကြတာဖြစ်ပါတယ်။နောက်တစ်ခုကကျွန်မပြောသလိုပဲကျွန်မတို့ကတကယ်နိုင်ငံတိုင်းပြည်ပြတ်နေလို့ဖြစ်တဲ့အတွက်ကျွန်မတို့က refugee အဆင့်အတန်း တကယ် refugee တွေဖြစ်ပါတယ်အဲ့တော့ကြောင့်မလို့အိန္ဒိယအစိုးရတော်လကောင်ပြီးတော့ UNH ဆရာကိုယ်တိုင်တော်လကောင်ကျမတို့ refugee အဖြစ်သတ်မှတ်သင့်ပါတယ်မဟုတ်ဘဲနဲ့တက်ကိုတက်မှတ်ရမှာဖြစ်တယ်ပေါ့နော်ပြီးတော့ CRC အနေနဲ့လည်းကျမတို့ကဒီ program ကဒီမှာပဲပြီးသွားမှာမဟုတ်ပါဘူးကျမတို့လိုချင်တဲ့အခွင့်အရေးကိုကျမတို့ long term plan နဲ့ဆက်ပြီးတော့ UNH ဆရာကိုပေါ့နော်ဆိုတော့ဒီမှာပဲရပ်သွားမယ့် program မျိုးမဟုတ်ဘဲနဲ့ကျမတို့အခွင့်အရေးအတွက်ကျမတို့ဆက်လက်ပြီးတော့စူးစမ်းပြီးတော့မှရရှိဆက်ပြီးတော့မှတိုက်ပွဲဝင်သွားမယ်ဟာဖြစ်ပါတယ်အဲ့တော့ကျမအားလုံးအော်ကမ္ဘာနိုင်ငံအသီးသီးမှာရောက်နေတဲ့ဒုက္ခသည်တွေကိုအားလုံးပြောချင်တာကတော့ဒီနေ့က ကျမတို့ရဲ့နေ့ဖြစ်တယ်ဆိုတော့ကျမတို့ရဲ့အခွင့်အရေးကိုလည်းတည်ကြပါကျမတို့ရဲ့အခွင့်အရေးကိုလည်းအဲကောင်းမွန်စွာကိုရောက်နေတဲ့နိုင်ငံအစိုးရ UNHC မှာကောင်း UNHC ရပဲဖြစ်ကောင်းမွန်စွာတင်ပြပြီးတော့မှကိုရဲ့အခွင့်အရေးအတွက်အားလုံးစည်းလုံးညီညွတ်ပြီးတော့မှကိုအခွင့်အရေးရဖို့အတွက်ပေါ့နော်အားလုံးအတူတကွတိုက်ပွဲဝင်ကြပါဟုကျွန်တော်ပြောချင်ပါတယ် We င်းဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိမ့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။